အခုတလောဥစဉ်ကြားမိတာတွေတခုပေါ့နော်ဓမ္မတွေပြောနေလို့ကြားတာပါဘုန်းကြီးအမျိုးငရဲအိုးတဲ့ဘုန်းကြီးအမျိုးငရဲအိုးတဲ့သူတို့ပြောတဲ့စကားလေးအနာဥစဉ်လဲစွန်းစားရင်စဉ်းစားမိတာဘုန်းကြီးအမျိုးငရဲအိုးဆိုတော့ဘုန်းကြီးအမျိုးတွေကဘယ်လိုအကြောင်းတွေကြောင့်ငရဲကြနိုင်တယ်လဲပေါ့ဥစဉ်စဉ်းစားစဉ်းစားကြည့်အားရဘုန်းကြီးအမျိုးရယ်မဟုတ်ပါဘူးတခြားပုံကိုယ်တွေလည်းပဲဒီအကြောင်းတွေကြောင့်ငရဲကတော့ကြံ့နေတာ။သို့သောဘုန်းကြီးအမျိုးက ပို့ပြီးတော့ဖြစ်နိုင်ခြင်းများတယ်လို့ခြံနေပေါ့လေဒါသူတို့ပြောတဲ့စကားကိုဥစဉ်ထောက်ပစဉ်းစားကြည့်တာဒါအစာပြေမှာလာတဲ့အကြောင်းရတာမဟုတ်ပါဘူးနံပါတ်၁အကြောင်းကဘာတော့ဆိုတော့ဘုန်းကြီးအမျိုးကငရဲကြနေတဲ့အကြောင်း၃ချက်လောက်ရှိတယ်တနည်းတော့ဥစဉ်စားမိတာ၃ချက်လောက်စဉ်းစားမိတယ်။တန်ခါပစ္စည်းကိုနော်ဘုန်းကြီးအမျိုးဆိုလို့ရှိရင်တော်တော်များများကတန်ခါပစ္စည်းကိုဘုန်းကြီးပိုင်နေဘုန်းကြီးပိုင်ရင်ငါတို့လည်းပိုင်နေထင်ပြီးတော့အလွဲ၃စား လောက်တတ်တဲ့အတွက်ကြောင့်ကိုဂျိုးအတွက်အသုံးပြုမိတတ်တဲ့အတွက်ကြောင့်မို့လို့ငရဲကြတတ်တယ်ငရဲကြီးတတ်တယ်နမနစ်ကတန်ဃာရီအပေါ်မှာမိမိတို့ဖုန်းကြီးအမျိုးဖုန်းကြီးရဲ့အကြောင်းမှာကတ်နေတဲ့ပုံကိုယ်တွေလို့အထင်ရောက်ပြီးတော့တန်ဃာရီကမောင်းမောင်းမာမာပြောတာဆိုတာတော့မယုံမသိဆက်ဆံတာတော့ဝင်ငယ်ဥစဉ်ငယ်လေးတွေကို ဟိုအစေပါတဲ့ွယ်ခိုင်းတာစေတာကိုရေကြတာကိစ္စတွေစေတာခိုင်းတာတော့ကျွန်တော်တို့မှလည်းမဆက်တဲ့အကြောင်းတိုင်းနဲ့မဆက်တဲ့ကိစ္စတွေမှာအခိုင်းစေပြုလုပ်ထားတော့ဒီအကြောင်းအကြောင်းလည်းပဲဘုန်းကြီးအမျိုးတွေမရဲကြီးရရှိတဲ့ဘုန်းကြီးအမျိုးတွေကအကြောင်းရှိတဲ့တန်ခါတွေကိုအိုးကားမောင်းလိုက်ပူဇော်မှာဒီဆိုင်ကနေလိုက်ပူဇော်မှာအဲ့လိုမျိုးတွေရှိတယ်နော်ဟိုအထုပ်ကလေးတဲပေးစမ်းမှာဒီဟာလေးယူပေးစမ်းမှာဒီပုံစံမျိုးပေါ့အဲ့တော့ဘုန်းကြီးကိုယ်တိုင်ကနေပြီးတော့ အမြင်မှောက်မှားပြီးတော့တန်ခါကိုအခိုင်းစေတဘို့လို့သဘောထားပြီးတော့ဘုန်းကြီးအမျိုးလူတွေကိုပြုစုလှုပ်ကြွေးစောင့်ရှောက်စေတာပေါ့လေအမဲပြင်ပဟင်းပြင်ပဟိုဟာလောက်ပဲတရားလောက်ပဲကုန်လာလောက်ခိုင်းတာမျိုးတွေဒါတရားလည်းပဲဘုန်းကြီးအမျိုးတွေမရေကြီးစင်နိုင်တဲ့အကြောင်းပဲနောက်တစ်ခုကဘာလို့ဆိုတော့ဝင်းနည်းနဲ့မညီတဲ့မိမိတို့အမျိုးဘုန်းကြီးကိုပြုပြင်ပေးဖို့လည်းမစင်စားကြဘူးပြုပြင်မပေးတဲ့အပြင်လူအမြင်မိသားစုအမြင်နဲ့ကြည့်ပြီးတော့ သူများအပြစ်မပြောအောင်ကာဝယ်ကြတယ်ဖုံးဖိကြတယ်အဲဒီအဲ့ဖုံးကြီးလုပ်တဲ့အပြစ်တွေကိုလည်းပဲကူညီပြီးတော့ဝိုင်းပြီးတော့လောက်ကင်ပေးတတ်ကြဘုံကြီးစီပွားရေးလုံးစီပွားရေးလုံးကအုံးပြီးလောက်ပေးဘုံကြီးလူမှုရေးလုံးရင်လူမှုရေးလုံးကအုံးပြီးတော့လောက်ပေးအကောင်လုံးပေါ့နော်အဲ့ဒီလိုဝင်းနဲ့မညီတဲ့ကိစ္စတွေကိုတရားရင်ညနာမတော်သာသနာညနာမတော်ဖယားရှင်ညနာမထောက်ဖဲနဲ့ အားပေးတိုက်တွန်းကူညီပြီးတော့လောက်ကင်ပေးတတ်မိတဲ့အတွက်ကြောင့်လည်းပဲသာသနာတော်ပြည့်စည်ရပြည့်စည်ကြောင်းတမင်တကာဖြည့်စည်တယ်လို့ဖြစ်သွားပြီးတော့အဲ့ဒါအဲ့ဖုန်ကြီးအမျိုးတွေဟာငရေကြတတ်တယ်။ဒါသုံးချက်ဥစဉ်မြင်တယ်။ဖုန်ကြီးအမျိုးငရေကြနေတဲ့အကြောင်းသုံးချက်။အဲ့ပထမအကြောင်းဥစဉ်တော့ပြန်သွားလိုက်ကြ။တိုင်းကပြည့်စည်ရလွဲသုံးစားလို့ပြင်ငရေကြတတ်တယ်ဆိုတာဒီနေ့ကတချို့ဖုန်ကြီးအမျိုးတွေအမြင်မှားတာရှိတယ်။ဖုန်ကြီးတွေကိုယ်တိုင်ကနှလုံးသွင်းမှားလို့လည်းပါတယ်ပေါ့။ ဘုန်းကြီးတွေကိုယ်တိုင်ကအကြောင်းတစ်ခုရလိုက်ပြီးအကြောင်းထိုင်လိုက်ရပြီဆိုတာနဲ့ဒီအကြောင်းငါပိုင်တယ်လို့ထင်သွားတယ်။တကယ်တော့မဟုတ်ဘူး။အကြောင်းဆိုတာတန်ကြအကြောင်းပဲ။ပုဂ္ဂလိကရည်သက်ချနေတဲ့အကြောင်းကဥစဉ်ညောင်းနိုင်ငံမှာတော်တော်ရှားလိမ့်မယ်လို့ထင်ပါတယ်။အဲ့မရှိပါဘူး။တန်ကြအကြောင်းအတိုင်းကအကြောင်းကိုထားတယ်ကိုပိုင်နဲ့ထင်ပြီးတော့ငါအကြောင်းငါမျိုးတွေကြိုက်တယ်လို့လုပ်ဆိုတဲ့သဘောမျိုးတွေခွင့်ပြုထားတယ်။တန်ခါတကြတော့အကြောင်းကန်နေရတဲ့အစေဘွားကျုံလို့သဘောထားတယ်သူကစူမဲငေါ့မဲမန်းမဲ နှိမ့်ဆက်မယ်အခိုင်းစေလုပ်မယ်ဘုဇင်းတို့စင်တာလက်တွေ့ကြုံခဲ့ဘူးတယ်မြင်ခဲ့ဘူးတယ်တွေ့ခဲ့ဘူးတယ်ပေါ့လေဘုန်းကြီးအမျိုးလောက်မှကြောင်းရှိတန်ကားတွေကအဆင်မရှိတဲ့အနေအထားမျိုးဖြစ်သွားအရေးပေးမခံရအောင်ပေါ့နော်တန်ဖိုးထားမခံရအောင်အဲ့ကြတော့တို့ကဘယ်လိုလုပ်လဲအဲ့လိုမျိုးနှလုံးသားမှားတဲ့ဘုန်းကြီးတွေကတို့အမျိုးတွေကိုတိုင်းကပစ္စည်းကြောင်းပစ္စည်းကိုပေးတဲ့ကန်တက်ဒါကဟိုတက်ဆိုင်ရဘုန်းကြီးတွေအနေနဲ့တော့ဝင်ရပြည့်ရှိတယ်သူက တိုင်းကပစ္စည်းများတိလျက်နဲ့သမင်တကာပေးတယ်ဆိုလို့ရှိရင်ပါရာဇိကကြာနိုင်တယ်။ဒါဆိုပါရာဇိကထကရာဒုတိယအခုလာဒုဇနာတိခါဘူးအဖွင့်မှာရှိ။မတိလို့ပေးတယ်ဆိုရင်တောင်းပါပဲထုံစင်အာပဲတင်တယ်တိုင်းကပစ္စည်းကိုပေးရင်ပေးခွင့်မရှိဘူး။လူတွေကလည်းပဲအเจ้าတိုင်းကပစ္စည်းကိုငါတို့မျိုးကုန်ကြီးရဲ့အเจ้าငါတို့နဲ့လည်းဆိုင်တယ်ငါတို့သုံးခွင့်ရှိတယ်ထင်ပြီးတော့အလွဲသုံးစားတိုင်းကပစ္စည်းကိုအသုံးပြုတတ်တယ်။အမှန်ကမလို့ရဘူးဒီအတွက်ငရဲကြီးတတ်တယ်တိုင်းကပစ္စည်းကိုမယုံမသိလို့ပြက်လို့ပြက်စီလို့အပယ်လေးပါရောက်ရတဲ့ပုံကိုယ်တွေ ။နော်အတိုင်းကပြည်စီကိုချွေးပေးသွားအောင်အိမ်မီလုံးမငရဲကြရတဲ့ပိတ်တာဖြစ်ရဘလူးဖြစ်ရတဲ့ပုံကိုယ်တွေအကြောင်းတွေလဲ။အကြောင်းဘူးပြီးသားဖြစ်မှာပါ။တန်ခါပြည်စီအစိတ်သီးစားနေလုံခဖရားပြည်စီငရဲမိသုံးနေအလုံခအဲ့လိုမျိုးတွေနော်။အာဥစ္စာပေတာဝတ္ထုမှာလာတဲ့ဟာတွေအကြောင်းရတယ်အများကြီးတယ်။အဲ့ဒါတွေဒီမှာလာပြရင်တရားကစီသွားလိမ့်မယ်။စာစကားစီသွားလိမ့်မယ်ပေါ့လေ။နောက်တစ်ခုကဘာလို့လဲတချို့အထင်လွဲတာအကြည့်ကြော်လွဲတာတခုရှိတယ်။ဘုန်းကြီးတဲ့ရင်လူတွေအမွေရတယ်လို့မျိုးလူတဲ့ရင်လူတွေလူမိဘတွေတဲ့ရင်လူတွေအမွေရတယ်လို့မျိုး ဘုန်းကြီးရဲ့မျိုးတွေကဘုန်းကြီးသိရင်ဘုန်းကြီးလူထားတဲ့ပစ္စည်းကိုသူတို့ရတယ်ထင်တယ်။ငကိုတွေကအကြောင်းပစ္စည်းကိုသူတို့နဲ့ဘာမှဆိုင်ဘူးနော်ဒါတိုင်းကပစ္စည်းပဲ။အေးအဲ့ဒါဝင်းကြီးမှအဲ့လိုမဟုတ်ဘူးဘယ်လိုတော့ဆိုတော့ကျောင်းထဲမှာရဟန်းတစ်ပါးပြန်တော်မူသွားတယ်သေသွားတယ်ဆိုလို့ချင်းသူတက်ရှိတင်ကြရှိစံကအော်ငါအမေကိုပေးလိုက်ပါငါအမကိုပေးလိုက်ပါဒါမှမဟုတ်ငါတပည့်ပစုကိုပေးလိုက်ပါလို့ပြောမှထားခဲ့ဘူးဆိုရင်သူ့ပစ္စည်းပစ္စည်းရတဲ့အကောင်လုံးကတန်ခါးပိုင်အဲကျောင်းထဲမှာကျတဲ့တန်ခါးတွေပိုင်သွားတယ် အင်္ဂါရပိုင်းသွားတဲ့ခါကျတော့တန်ခါကနေပြီးတော့တင့်တော်တဲ့ပုံကိုယ်ကိုဝေဖန်ပေးခွင့်ရှိတယ်အဲ့ဒါဘယ်လိုပေးရအောင်လဲတန်ခါကိုပန်ချာယူမှာပေးရတာပေးတယ်ဆိုတာလည်းအကြောင်းတိုင်းလို့ဝေဖန်လို့သုံးပြုလို့မရတော့သင်္ကန်းလို့ပါလို့ဆိုလို့ရှိရင်အရှင်ဘုရားတို့ဒါကတောင်းတာထဲမှာရှိတဲ့တန်ခါတဲ့အကုန်လုံးပန်တဲ့တိုင်းကပစ္စည်းပဲပဲပြန်တော်မူသားတဲ့ဆရာတော်ရဲ့ပစ္စည်းအဲ့ဒါဒီဥစဉ်ဥပမာတစ်ခုပြောရမှာဆိုရင်မစိုးရင်အိုက်တဲ့ကဆရာတော်ဥဒရိဏညနာမူတော့ဆရာတော်ယူဥဒါသာရမှာပြင်ဝင်တာက ိုက်တံငါတွေပန်ကြပြီးတော့အရှင်ပြားတို့ဒီပစ္စည်းဒီပစ္စည်းတွေကျန်တယ်။အဲမလို့တောင်းလို့ဝေဖန်ဖို့မစိုးရင်ကတန်ငါ2000ကျော်3000ကျော်လောက်ရှိတာဝေဖန်လို့မရဘူး။ညမဆော်ဆော်လည်းမဟုတ်ဘူး။သင်္ကန်းလေးဒီမတော်တစ်ခေါက်နဲ့ရေကတတားတို့ကလည်းကရင်တို့ဘားတို့တာမျိုးလေးတွေပေါ့။ဒီသင်္ကန်းလေးတွေတော့ဆရာတို့ကြီးပြုစုတဲ့ကိလနာဆောင်းချောက်ခဲ့တဲ့ဆရာတို့ကြီးရှိတော်ဆောင်းချောက်ခဲ့တဲ့ကိုရိုလေးတွေပေးလိုက်မယ်ဆိုတန်ငါပန်ကြပြီးတော့ပေး။ဝေဖန်လို့မရတဲ့ကတဲ့လို့ရေကတ္တတာတို့ဘာလို့တခြားပစ္စည်းကိုဒါလားចောင်းတန်ငါတော့တန်ကြီးကဆိုပြီးတော့အဲ့လိုမျိုးဝေဖန်တယ်အဲ့လိုတန်ကြီးပိုင်ပစ္စည်းကိုတန်ကြီးပိုင်လို့မသိဘဲနဲ့လူတွေက သူတို့ကမျိုးဖုံးကြီးထားတဲ့ပစ္စည်းသူတို့ပိုင်တယ်ဆိုပြီးတချို့ဥစဉ်မြင်မှုတာနော်။ចောင်းတဲ့လေးပန်းကရေကတ္တကရင်ဘာညာအစမကြံဘူး။ဘာဟိုချွတ်ထားတဲ့ဖနက်ကောင်ကဖနက်တွေစအိနဲ့ထုတ်ပြီးယူတဲ့လူဥစဉ်မြင်မှုတယ်။အဲ့လောက်တောင်ဆိုတယ်။ဒီအဲ့ဒါနဲ့ပတိုင်းကပစ္စည်းကိုကိုပိုင်ထင်ပြီးတော့ယူပြီးတော့တုံးကြဆွဲကြတာတွေဟာမူလအလူရှင်ကယရနာသုံးပါးကိုအမျက်ဆုံးအကဒက္ခိနေရနေတာလှူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေကိုပေးဖို့ကံဖို့မဟုတ်ဘူးလေအလူရှင်ကိုယ်တိုင်းကိုယ်ကအဲ့တော့အလူရှင်ရဲ့ရည်ရွယ်ချက်နဲ့ဆန့်ကျင်တဲ့တကယ်ပိုင်တာလည်းတန်ခါးသာလည်းပိုင်ရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့ အဲ့ဒါတိုင်းကပြဆိုအလွဲသုံးစားလောက်ရရောက်ပြီးတော့ခိုးဝက်ပြီးတော့ယူရရောက်ပြီးတော့ငရေကြီးတယ်ချစ်လျာဘွားမှာဆင်းရတတ်တယ်အဲ့ဒါမလုပ်တဲ့မူနာနံပါတ်1မှာနံပါတ်2ကပါတန်ငါငယ်တွေကိုမယုံမသိလောက်တတ်တယ်ဘာလို့မယုံမသိလောက်တတ်သလဲဆိုတော့ငါတို့မြို့ဖုန်ကြီးရဲ့ငါတို့အကူငါတို့ဦးလေးငါတို့အပါငါတို့အဘိုးဖုန်ကြီးရဲ့အကြောင်းမှာကတ်နေတဲ့ကိုတော်တွေပဲဆိုပြီးမယုံမသိမထစ်မမြင်လောက်တတ်တယ်ဒါကြောင့်မိုက်မရရင်ပြောတာဆိုတာတော့ရှိတယ်တချို့ကွင်ငယ်လေးဆိုထိပ်ပုတ်ကောင်းဖို့လောက်တတ်တယ်ဒါတွေကလည်းပဲငရေကြီးနိုင်တဲ့အကြောင်းပဲနော် အချို့ကဟိုသူတို့ကိုရေးကိုရာကိစ္စတွေခိုင်းမိတတ်တယ်။အဲကြောက်မှုမှာမခေါဆိုးတတာဝတ္ထုမှာခေါဆိုးတတာအလောင်းကသူတငယ်စဉ်ဘေးကုန်းနေမှာကိုခါတယ်။တနခါဘူးယူခိုင်းတာသူတငယ်စဉ်ဘေးကုန်းနေမှာကယူပစ်လိုက်တယ်။ယူမပစ်လို့ဆိုင်ဆိုရင်ငရဲကြမှာလေ။အဲဒါယူပစ်လိုက်တော့အဲဒါဖြစ်လျက်ဘဝမှာအစီအပအခိုင်းအစင်နေပါတဲ့ဘဝကိုကြောက်သွားတယ်။တရားလို့တန်ခါတွေကိုခိုင်းအောင်စီအောင်လေးတောင်းတိုင်အောင်နဲ့ခိုင်းတာစတာတော့မှအဲ့လိုမျိုးကိုယ်တိုင်မြင့်မြတ်တဲ့ပို့တို့ခိုင်းတဲ့အခါမှာအဲ့ဒီလိုဒုက္ခတွေရောက်ရတယ်မကောင်းတဲ့အကျိုးပေးတယ်ဆိုရင် မောင်းမောင်းမောင်းပြောတာဆိုတာလည်းမပြောနဲ့တော့ဘုရားတို့မျက်မြင်တခု တွေ့ဘူးလားဆိုလို့ရှိရင်ဘုန်းကြီးတစ်ပါးကအဲသူ့အမျိုးတိရစင်ကြီးတစ်ပါးကမနေနိုင်တော့တန်ခါတလောက်တော့ဝေယဘုဆာကိုလာလောက်တော့ဘုန်းကြီးကဘယ်လိုပြောတော့ဆိုတာအဲ့ဒါခမရတို့ကကျွန်စောနန်တယ်တဲ့ကျုပ်ကသခင်လိုထားတော့ခမရတို့ကကျွန်လိုနေစင်ကြတာလို့ပြောတာဒါဒီဘုန်းကြီးဘယ်လိုတွေးတယ်လဲဆိုတာစဉ်းစားကြည့်လိုက်အဲ့ဒါပြောစရာမလိုတော့အဲ့လိုမျိုးအမြင်မှားနေတဲ့ဘုန်းကြီးတွေရဲ့အမျိုးတွေရလာပြီတန်ခါတွေကိုမထိမမြင်မယုံမသိလောက်တတ်တယ်ဒီတော့ကြောင့်လဲဘုန်းကြီးအမျိုးငရေကြီးတတ်တယ် ဒါတော့ဝင်နေနဲ့မညီဘဲနဲ့အားရဟိုအရက်တွေတောက်နေမယ်စီဝိုင်းတွေတောက်နေမယ်အမျိုးသမီးတွေရှုပ်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 ဖြစ်နေမယ်ဆိုဒီလိုဘုန်းကြီးမျိုးတွေကိုလည်းဘုန်းကြီးအမျိုးတွေကကာကွယ်ပေးတတ်တယ်နော်အဲ့ဒီအတွက်လည်းပဲသာသာတော်ပျက်စီးရပျက်စီးကြောင်ဖြစ်တဲ့အတွက်ကြောင့်ဒါလည်းပဲငရေကြီးစင်းရဲ့အကြောင်းဒါကလူကြတော့မှန်တယ်လေလူကြတော့ကိုယ်အဖေကိုယ်ကိုယ်မောင်ကိုယ်ကိုယ်ကိုယ်ဦးလေးကိုယ်ပါကြီးကောင်းကောင်းမကောင်းအနည်းရုပ်စာဆုံးပြထောင်ကျနိုင်တဲ့အပြင်မျိုးလောက်ထောင်အောင်တော့ကိုယ်အမျိုးကိုကာကွယ်ရမှာပဲနော်အနည်းဆုံးတော့ထောင်ဝန်စာသွားတွေ့ရမယ်တရားရုံးမှာတရားရင်ဆိုင်ရရင်အမှုတက်တောင်လောက်ရမယ်ဒါလူမာထုံးစံပဲ နော်ဒါသာသနာတော်မှာကျတော့အဲ့လိုမဟုတ်ဘူးလေဓမ္မလမ်းကြောင်းကလည်းညဉ့်ညို့မရှိဘူးရဟန္တာပါရှိတဲ့နဲ့တိတ်ခါဖို့မရှိဘူးကျင့်ဖို့မရှိဘူးဆိုရင်ဘုန်းကြီးအမျိုးတွေကအမှန်ကဘုန်းကြီးကိုဝိုင်းပြီးတော့ထင်းရမယ်ဖဲလို့တဲ့လို့မရဘူးဆိုလို့ရှိရင်လူကိုလဲပြီးကိုယ့်ကိုစောင်းရှောက်လိုက်ဖို့ဒါရှိတာပဲလေဘယ်ဟုတ်တယ်အားပေးလို့ပဲဖြစ်မှာလားတချို့ကအဲ့ဒါနားမလဲတော့အားပေးမှားတယ်အားပေးမှားမိတယ်ပေါ့နော်အေးအဲ့လိုတချို့ကလည်းမတားမြင်နိုင်ဘူးမထိနိုင်ဘူးဆိုတာလည်းအကြောင်းကတော့ရှိပါတယ်လေတချို့ဒီရှင်ပြရဟန်းပြဘုန်းကြီးပြတွေကတော်တော်များများကသူတို့ကလူလိုနေတဲ့ခါကျတော့စီးပွားရေးလက်ဆုပ်လက်ကမ်းရှိတယ် ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေအများကြီးရှိတယ်ရှိတဲ့ခါကျတော့နိစ္စရာဖုန်းကြီးအမျိုးတွေပေးကန်ထားတာအမျိုးတွေကလည်းသူတို့အရေးကိုမလွန်နိုင်သူတို့ဩဇာကိုမလွန်ဆန်နိုင်တဲ့ခါကျတော့ဘယ်သူမှဟလာအသက်ရွယ်ကြီးတဲ့ဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးပါကြီးပါတွေတွေလည်းဘယ်သူမှဒီဖုန်းကြီးကိုဝိုင်းမမထင်ရဲမပြောရဲကြမထင်နိုင်မပြောနိုင်ကြဘူးမထင်နိုင်မပြောနိုင်တဲ့ခါကျတော့ကိုဖုန်းကြီးသူများအကဲရဲမခံရအောင်တောင်းတဲ့ဖုန်းကြီးနေရာကနေပြီးလျော့မသွားအောင်သူတို့ကအကာအကွယ်ပေးအကူအညီပေးတတ်မိတယ်အဲ့ဒါလည်းသာသနာတော်ပြည့်စည်ရာပြည့်စည်ကြောင်းဖြစ်တဲ့အပြင်ကပိလောက်ကျွေးငါဝတ္ထုတွေကကပိလယဟန်ရဲ့အမယ်နဲ့ အမေနဲ့ညီမလိုပဲအဲ့ဒါငရဲကြတတ်တယ်